သောတပန်ဖြစ်သွားလို့ရှိရင်တန်တရာထဲမှာခုနှစ်ဘဝတဲ့ပို့ပြီးတော့နေမဲ့ပုဂ္ဂိုလ်မဟုတ်တော့ဘဝပေါင်းမြောက်များစွာ သောတပန်ဖြစ်သွားသည့်အတွက်ကြောင့်ဘဝရဲ့ဒုက္ခတွေအများကြီးတက်တာသွားတယ်လို့ဆိုအေးအញ្ញံဆုံးသောတပန်ပုဂ္ဂိုလ်ဟာဘဝမှာကောင်းမြတ်တဲ့သူဂတိပုံဘဝတွေမှာသူက ခုနှစ်ဘဝတည်းပို့ပြီးတော့မဖြစ်တော့ဘူးခုနှစ်ဘဝဖြစ်ပြီးတာနဲ့သူဟာဘဝကိုအဆုံးသတ်သွားပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုသွားတော့မှဖြစ်တယ်ဒီတဲ့နဲ့အစစ်မြင်လို့ရှိရင်လေးငါဘဝနဲ့လေသတ္တဗံပုဂ္ဂိုလ်တွေဟာနိဗ္ဗာန်ရောက်သွားအစစ်မြင်ဆုံးသတ္တဗံဆိုလို့ရှိရင်တော့ဘဝတစ်ခုသာလင်းတဏှာထဲမှာဘဝတစ်ခုသာဖြစ်ပြီးတော့ နိဗ္ဗာန်ကိုရောက်သွားတဲ့သောတပန်မျိုးလည်းရှိအဲ့တော့ပရိသေရီမျိုးစိတ်လို့ခေါ်တဲ့ဘဝတစ်ခုသာဖြစ်နိုင်တဲ့သောတပန်ကိုဧကဖီစီသောတပန်လို့ခေါ်တယ်ဧကဆိုတာတဗီဇဆိုတာမျိုးစိတ်ဖီစီဆိုတာမျိုးစိတ်ရှိသူပရိသေရီမျိုးစိတ်တစ်ခုသာ ရှိတော်သူဆိုအစွမ်းထက်တဲ့သောတပန်ပုဂ္ဂိုလ်မျိုးထက်မြက်တဲ့သောတပန်ပုဂ္ဂိုလ်မျိုးကြတော့ဘဝမှာ ကြာရှည်စွာနေလိမ့်မရှိဘူးမကြခင်မဲ့တက္ကရာကံအနာကံယဟန္တာအဆင့်ကူးပြီးတော့ဘဝကိုဆုံးသက်သွားကောလံကောလသောတပန်တို့ဒုတိယသောတပန်အမျိုးအစားကြတော့နှစ်ဘဝသုံးဘဝလေးဘဝငါးဘဝလောက်၆ဘဝလောက်ထိအောင်တန်တရာထဲမှာရှိနေတယ်သို့တော်ခုနှစ်ဘဝထိအောင်မရောက်တော့ဘူးသုံးလေးဘဝနဲ့ပဲ ဝကိုဆုံးသက်သွားတဲ့တောတပံမျိုးလည်းရှိတတ္တခတ္တုပရမခုနှစ်ဘဝဟာအလွန်ဆုံးဆိုတဲ့အဲ့ဒီလိုအကြီးချင်းအားဖြင့်နောက်ဆုံးအကြီးချင်းအညာဆုံးအကြီးချင်းလို့ခေါ်တယ်ဒီတောတပံပုဂ္ဂိုလ်ကြတော့ခုနှစ်ဘဝဆိုပါစို့ဝိတာခာရဲ့ဘဝကိုကဲခတ်ကြည့်မယ်ဆိုဝိတာခာအကြောင်းမှကြီးဟာဝိတာခာဘဝမှာတောတပံဖြစ်လိုက်တယ် သတ္တဗာဖြစ်ရင်ခုနှစ်ဘဝရဲ့ပို့ပြီးတော့သူမနေတော့ဘူးဆိုခုနှစ်ဘဝတည်းမကြော်တော့ရတနာတုံမှဆိုထားတယ်မို့လားနတ္တိဘဝအတ္ထမမာတိယန္တိသတ္တဗာပုဂ္ဂိုလ်တွေဟာရှစ်ခုမြောက်ဘဝကိုဘယ်တော့မှမရယူတော့ဘူးတဲ့ခုနှစ်ဘဝမှာပဲအဆုံးသတ်တယ်ပေါ့အဲ့ဒါလို့သတ္တဗာလို့ဆိုတဲ့အဆင့် ဘုရားဘာသာဝင်သူတော်စင်တွေဟာဒီအဆင့်ကိုမျှော်မှန်းကြအပေတကားပိတ်တယ်အပေငရဲမကြတော့ဘူးငရဲတရိษံပြိတ်တာ အသူရကယ်လို့ဆိုတဲ့အပေလေးပုံကလွတ်မြောက်ပြီးတော့လူဘွားတောင်မှအဆင့်မြင့်တဲ့သူတော်ကောင်းလေးတွေဖြစ်တယ်